ကိုယ့်ရဲ့ Telegram မှာအသုံးပြုဖို့အတွက်ဒီလိုမျိုးစတေကအလန်းစားလေးတွေကိုကျွန်တော်တို့ကကျွန်တော်တို့ရဲ့ Android ဖုန်းကနေပဲအလွယ်တကူဖန်တီးလို့ရနိုင်မယ့်အကြောင်းကိုဒီနေ့ပြိုတွေမှာ sharing ပြသွားအောင်ဖြစ်ပါတယ်။ဒါဆိုရင်တော့မိတ်ဆွေနေနဲ့ကကိုယ့်ရဲ့ mobile ဖုန်းမှာအသုံးပြုဖို့အတွက်လိုအပ်တဲ့စတေကလေးတွေကိုကိုယ့်ရဲ့မျက်နှာနဲ့ပဲအလွယ်တကူဖန်တီးလို့ရနိုင်မယ့်အကြောင်းကိုလေ့လာခြင်းနဲ့ဆိုရင်တော့ဒီကနေ့ပြိုတွေကိုမကြော်ဘဲနဲ့အဆုံးထိကြည့်သွားပေးစီချင်ပါတယ်ခင်ဗျာ။ အရင်ဆုံးကျွန်တော်တို့က state ကပုံစံလေးတွေဖန်တီးမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကပုံစံဖန်တီးဖို့အတွက်အရင်ဆုံး promote ရေးရမှာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့က promote ကိုကိုယ့်ဘာကိုရေးလို့လဲရသလိုဒါမှမဟုတ်တီးတတ်မရေးခြင်းဘူးအဲကျွန်တော်ဖန်တီးထားတဲ့ပုံစံတိုင်းလေးပဲရေးခြင်းနဲ့ဆိုရင်လည်းဒီလိုမျိုး promote လေးကိုကျွန်တော်ရဲ့ Telegram channel လေးမှာလာရောက်ပြီးတော့ free ယူလို့ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်တော့ကျွန်တော်ကကျွန်တော်ရဲ့ Telegram channel link ကနေ channel ထဲဝင်ပြီးတော့ promote test လေးကို copy လုပ်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့က image generator တစ်ခုခုဝင်လိုက်ပါတော့အများသောအားဖြင့်တော့ကျွန်တော်ကဒီ ChatGPT နဲ့စမ်းပြပေးထားပါတယ်ဒီနေ့မှာတော့ ChatGPT လေးကိုကျွန်တော်ကဝင်လိုက်မယ်ပြီးရင်ကျွန်တော်ရဲ့ photo ပေါ့နော်ကို emoji ပုံစံလုပ်ချင်တဲ့ photo တခုကိုကျွန်တော်တို့ကရွေးပေးရမှာဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့ကျွန်တော်ကတပ်ပုံပေါ့နော်အဓိကကျွန်တော်ကမျက်နှာပုံစံထားချင်တာလားဒါမှမဟုတ်ခန္ဓာကိုယ်ပုံစံနဲ့ပေါ့နော်အသုံးပြုချင်တာလားကိုစိတ်ကြိုက်ဖန်တီးလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ကိုအသုံးပြုချင်တဲ့ photo တခုကိုရွေးပေးလိုက်ပါပြီးတော့ photo ရဲ့အောက်မှာကျွန်တော်တို့ခုနက copy လုပ်လာတဲ့ promo ကိုကျွန်တော်တို့ကပေးချပေးလိုက်ပါခင်ဗျာပေးချပေးပြီးဆိုတာနဲ့ purchase အောက်မှာပေါ့နော် ကျွန်တော်ကဘယ်ပုံစံဖန်တီးကျင်တာလဲဝမ်းနဲ့နေတာလားပျော်ရွှင်နေတာလားပေါ့နော်ကိုစိတ်ကြိုက် emoji ပုံစံလေးတွေကိုကျွန်တော်တို့ကဖြည့်ပြီးတော့အဲ့ဒီရေးလို့ရမှာဖြစ်ပါတယ်ဘိတ်စီကပေါ့နော်ကျွန်တော်ရဲ့ဒီ promote အတိုင်းရေးချင်ကိုစိတ်ကြိုက်အဲ promote အတိုင်းကိုစိတ်ကူစိတ်တန်းနေပေါ့နော် promote ရေးချင်တယ်ဆိုရင်လည်းရတယ်အဲဒီပုံစံတိုင်းလေးပေါ့နော်နည်းနည်းပပပြောင်းပြီးတော့ရေးလိုက်ပါပြီးတော့ကျွန်တော်ကအန်နာကိုပဲနှိပ်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ကို ChatGPT ကနေအဲကျွန်တော်တို့လိုချင်တဲ့စတေကပုံစံလေးတွေကိုထုတ်ပေးနိုင်ရဖြစ်ပါတယ် ChatGPT ပါဆိုရင်တော့ကျွန်တော်တို့ကိုအချိန်က5မိနစ်ပေါ့နော်အဲ5မိနစ်ဝေးချင်တော့တော့စောင့်ပေးရတယ်စောင့်ပြီးပြီဆိုတာနဲ့ကျွန်တော်တို့ကိုဒီလိုပုံစံလေးတွေထုတ်ပေးသွားပြီးဖြစ်ပါတယ်ခင်ဗျာတော်တော်လေးကိုတော့အဆင်ပြေပါတယ်။ညသွားပြည့်တော့ဒီလိုပုံစံတွေကကျွန်တော်တို့ iPhone တွေမှာပဲထုတ်လို့အဆင်ပြေတယ်ပေါ့နော် iPhone တွေမှာ original partner ကိုတွေ့ရတယ်။ဒါကြောင့်မို့ဒီနေ့ပြီမှာတော့ကျွန်တော်အနိုင်သမားတွေအတွက်ယူရပြီးတော့ဒီနေ့ပြီကိုပြုလုပ်ပေးရခြင်းဖြစ်ပါတယ်။ပြီးတော့ကျွန်တော်က Telegram မှာ sticker ပုံစံပြောင်းမှဖြစ်တဲ့ကြောင့်မို့ Telegram ရဲ့ keyboard ကနေကျွန်တော် sticker text တွေကိုသွားလိုက်မယ်။ စတီကာတက်ထဲကိုရောက်ပြီးဆိုတော့ねကျွန်တော်တို့က custom sticker ယူအောင်ဖြစ်တဲ့အကြောင်းကိုအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပါမယ်။ခုနကကျွန်တော်တို့ထုတ်ထားတဲ့ photo လေးကိုကျွန်တော်တို့ကမရပုံစံဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတပုံကြီးနီး custom crop လုပ်ပါမယ်။ crop တဲ့အနေထားမှာလည်းကျွန်တော်တို့တချို့ပုံတွေဆိုရင် crop လုပ်လို့အဆင်မပြေဘူးကောနော်။နပုံထပ်သုံးပုံထပ်နေဖြစ်နေတဲ့ကြောင့်မို့ crop လို့အဆင်မပြေဘူး။ဒါကြောင့်မို့ကျွန်တော်တို့ချက်ချစ်ပြီးနဲ့ထုတ်တဲ့အခါမျိုးကြရင်ကျွန်တော်တို့ကပုံလေးတွေကိုအဲခွဲခိုင်းဖို့အတွက်ပေါ့နော်။ဒီခါလေးထည့်ရည်လို့ရမှာဖြစ်ပါတယ်ဗျာ။ပြီးရင်တော့ကျွန်တော်တို့ကအမှန်လေးကိုချစ်ပေးလိုက်ပါ။ state ကလည်းမဖြစ်တဲ့အတွက်ကြောင့်မို့ add to state က stack ကိုနှိပ်ပေးလိုက်ပါ new state က stack ကိုနှိပ်ပြီးတော့ကျွန်တော်ကကျွန်တော်ထားနေတဲ့နာမည်တစ်ခုကိုယူပေးလိုက်ပါတော့ပြီးတော့ create ကိုပဲနှိပ်ပေးလိုက်ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော် telegram မှာကျွန်တော်လိုချင်တဲ့ state ကပုံစံလေးကိုဖြန့်တီးလို့ရသွားမှာဖြစ်ပါတယ်ဒီပုံစံတိုင်းလေးပဲကျွန်တော်တို့ကနောက်ထပ်ကိုလိုချင်တဲ့ပုံစံလေးတွေကိုအပေါင်းလက္ခဏာလေးနှိပ်ပြီးတော့ state ကတွေကို stack လုပ်လို့ရသွားမှာဖြစ်ပါတယ်ဒီလိုင်းတိုင်းလေးပဲတပုံချင်းစီကိုကျွန်တော် crop လုပ်ပါမယ် ဒါဆိုရင်တော့ကျွန်တော်တို့မိတ်ဆွေအနေနဲ့လည်းကျွန်တော်ရဲ့ Telegram မှာအသုံးပြုဖို့တော့ပါတော့စတီကာပုံစံအလန်းသားလေးတွေကိုကိုယ့်ရဲ့ mobile phone array ကနေပဲအလွယ်တကူဖန်တီးတွေ့ရနိုင်မယ့်အကြောင်းကိုနားလည်သွားလိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့က Telegram မှာမဟုတ်ဘူးပေါ့နော်တခြား social platform တွေမှာလည်းအဒီလိုမျိုးစတီကာလေးတွေကိုလုပ်ပြီးတော့လည်းကိုယ့်ရဲ့မိတ်ဆွေတကယ်ကြီးတွေကိုအဟာသအနေနဲ့ရောဒါမှမဟုတ်ဝမ်းနဲ့တဲ့အခါမျိုးကြရင်လည်းစလို့ရတယ်ပေါ့နော်။ဒီလိုပုံစံလေးနေနေပဲဖန်တီးပြီးတော့အသုံးပြုရသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေဒီနေ့ကအဲဒီလိုမျိုးပေါ့နော်နီးပညာနဲ့ပတ်သက်တဲ့တစ်ဆန်ထွေလေးတွေကိုအမြဲတမ်းလေ့လာကြည့်နေတဲ့ဆိုရင်တော့ကျွန်တော် channel လေးကို like and subscribe လေးမလုပ်ရသေးရင် like and subscribe share လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာဗီဒီယိုလေးကိုအဆုံးထိရှိပေးကြတဲ့ဒုတိယစီတန်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်ဗျာအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်